အာထက6မြောင်းမြမာလေးအများနဲ့တယောက်ကျောင်းသူတွေအနန်းကျင်နာကိုမြင်တော့ဥဒင်းတို့ငငယ်တုန်းကတင်ခဲ့တဲ့ကြပြားလေးကိုတွတ်မှတ်ရမိမဆုံးမဖာမဆုံးမဆိုတာပဲရှိတာပေါ့နော်ဖာမဆုံးမမိမဆုံးမဆိုတာမရှိဘူး ဒါမြန်မာစကားပုံတစ်ခုပေါ့နော်ကျွန်တော်တို့ဒါဟိုတာသမီတယောက်မလိမ္မာလို့ရှိရင်ပြောတဲ့စကားလုံးတော်လုံးပေါ့နော်ဒါအခုဖြစ်နေတဲ့ဖြစ်စဉ်လေးတစ်ခုပေါ့နော်အဲမြောင်းမြအထက်က6မှာဖြစ်တဲ့ကိစ္စပေါ့နော်ဟိုကလေးမလေးတွေရံဖြစ်တဲ့ကိစ္စပေါ့ရံဖြစ်တာရိုးရိုးဖြစ်တာမဟုတ်ဘဲနဲ့အုပ်စုဖွဲ့ပြီးတော့လက်ပါတဲ့ကိစ္စပေါ့ဒီနေရာမှာကျွန်တော်ပြောချင်တာကိစ္စသူတို့အဲ့ဒီမှာပြောနေတဲ့စကားလုံးတွေကိုကြားမိသလောက်ဆိုလို့ရှိရင်အခု ဟိုပေါ့နော်အခုခံရတယ်ပေါ့နော်ကျူးလွန်ခံရတဲ့ကလေးမလေးရဆိုလို့ရှိရင်လည်းသူလက်တရားခံလုံးမှန်မယ်လို့တော့ကျွန်တော်မထင်ဘူးဒါကျွန်တော်အမြင်ပေါ့နော်သူတို့ချင်းချင်းမှာတတယောက်နဲ့တယောက်မကျင်းတဲ့ချက်တွေနဲ့ဖြစ်လာတဲ့ case လို့တော့ထင်တယ်ဒါပေမဲ့ဒါတခုကိုတယောက်ချင်းတယောက်ချင်းဖြေရှင်းတာပဲမဟုတ်ဘဲနဲ့အုပ်စုလိုက်ဖွဲ့ပြီးတော့မှဟိုတဖြောက်ဖြောက်ရိုက်နေတဲ့ဟိုဂိုက်ချက်ကြီးနဲ့ပေါ့ဗျာဒါကြီးက social media ပေါ်တက်လာပြီဆိုတဲ့အခါကျကျွန်တော်တို့လည်းတွေ့ရတယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ပို့ဆိုတာသမီးမင်းကလေးမွေးထားတဲ့အမေဆိုတော့ကျွန်တော်ဒါအဲ့ဒီကျူးလွန်ခံရတဲ့ကောင်မလေးရဲ့အမေနေရာမှာဆိုရင်တော့ ဒါကျွန်တော်ဆိုဘလုံးမခံစားနိုင်နေမယ်လို့မထင်ဘူးဘာလို့ဆိုတော့ကိုသားတပီပါ့ကိုတယောက်လည်းမဟုတ်နှစ်ယောက်လောက်ကဖြောက်ဖြောက်ဖြောက်နဲ့ချနေတဲ့ကိစ္စဆိုတော့ဒီကြောင့်ကနေပတ်သက်ပြီးတော့ကျွန်တော်ကျွန်တော်ကျွန်တော်ယူဆနော်ကျွန်တော်ကိုရေးသွေးတာမို့ကျွန်တော်ငငယ်လေးတည်းကကျွန်တော်ရဲ့အယူဆပေါ့နော်ဒီနေရာမှာကျွန်တော်ပြောချင်တာအခုကျွန်းလွန်နေတဲ့ကလေးမလေးတွေရဲ့မိဘတွေဒီကျွန်းလွန်နေတဲ့ကလေးမလေးတွေကိုတို့ဘလို့တွန့်တင်လာလဲပေါ့မြောင်းမြအကြောင်းမှာမင်းကလေးနှစ်ဦးရန်ဖြစ်ပြီးတော့တဦးကပါချရည်တယ်ဆိုတော့ဟာလို့သတင်းတွေကိုဖတ်လိုက်ရတယ်အင်မတန် မြန်မာနိုင်ငံရဲ့ပညာရေးရေးမှာအင်မတန်ဟိုတိတ်ခါကြာစင်းစီတယ်နော်ဆရာဆရာမတွေလည်းထိခိုက်တာပေါ့နော်အုပ်ချုပ်မှုမကောင်းဆိုအပြစ်ပြောခံရမယ်အမှန်ဆရာဆရာမတွေဆိုတာ အပြစ်ဆရာဆရာမတို့အပြစ်ပြောလို့မရပါဘူးနော်ចောင်းသားတွေကမတက်ထောင်တသက်မီနော်မတက်ထောင်တသက်မီနော်အမျိုးစုံပေါက်ခွာလာပြီးတော့ကိုယ်ចောင်းကိုရောက်လာပြီးသူတို့ကပညာသင်ကြားပေးရတာဖြစ်တယ်နော်ចောင်းထဲမှာဖြစ်နေတဲ့သူတို့ဖြစ်ရှင်းရတယ်ចောင်းပြင်မှာចောင်းယူနီဖောင်းကြီးနဲ့ဖြစ်နေတယ်ဆရာဆရာမတွေက တင့်ငိုကဖြည့်ရှင်းပေးရတာဖြစ်တယ်နော်သူတို့ခေါင်းပေါ်ပဲအကုန်လုံးရောက်တယ်အဲ့တော့ဆဲသားကမှသူကဆရာမတွေကခါရဲမိန်ကလေးကိုတွားပြီးတော့ဟိုတောင်းမှန်လဲနော်ဟိုပြုတ်လုလိုက်တဲ့ကလေးကိုကြတော့အေးယူလို့မရဘူးဆိုတော့ဥစ္စာဆောက်ဖတ်လိုက်ရတဲ့အတွက်ကြောင့်အဲ့ဒါကတော့အတိတ်ပဲမရှိဘူးဆရာဆရာမတွေအနေနဲ့ကသူတို့အပြစ်ပြောလို့မရဘူးသူတို့အေးယူလို့မရလို့အေးယူလို့မရဘူးလို့ပြောတာမှန်မယ်ဘာလို့လဲဆိုတော့သူတို့ရှိမှ list တွေအများကြီးရှိတယ်မိုးကမိုးကြွေကိုရောက်လာတဲ့ကလေးမျိုးမျိုးရဲ့မျက်နှာဖုံးကလေးမျိုး နော်မိဘဆရာအသင်းဝင်လာတဲ့ခလေးမျိုးညီးတွေဖြစ်မလားတာသမီဖြစ်မလားနော်အဲ့လိုမျိုးပါဝါအာနာတွေတုံးမှုရောက်လာတဲ့တာသမီဖြစ်မလားမိဖြစ်မလားနော်အဲ့လိုမျိုး list တွေကတို့ရှိမှရှိရအတွက်ကြောင့်တို့တော့ကင်ရွက်လို့မရဘူးဆရာဆရာမဆိုတာအမတန်ပြစ်တံပေးတဲ့ညမှာတို့ကြွန့်ကျင်ပြီးသားနော်မတတ်ထောင်တာသမီကိုအုပ်ချုပ်လာတာတို့ကအကုန်သိပြီးသားလုံးလုံးမရလို့လုံးလုံးမရဘူးဆိုတဲ့တဲ့ရင်ကထွက်လာတာဖြစ်တယ်အဲ့တော့အဲ့ဒီခလေးမတွေကအလုံးစုံရှိရင်ဒီခလေးမတွေကအလုံးစုံရှိရင်56ပေါ့ အခုရအခုအချိန်ခါတည်းကလက်ကိုလက်မြန်ချီမြန်နဲ့လူများတယောက်ကပါးကိုရိုက်တယ်ဆိုတဲ့ဥစ္စာသူ့ရဲ့အနာကလုံးဝမကောင်းဘူးနော်နောက်သူတို့ကြီးပြင်းမဲ့လူငယ်တွေအများကြီးရှိသေးတယ်နော်ဟိုနိုင်ငံသားကကြောင်းသားကတွေကြီးမဲ့အတုတွေခုံမဲ့ဟီးရိုးလုံမဲ့နော်သူတို့ရဲ့မိဘတွေရတဲ့အမြဲတမ်းပါချတဲ့အခြေမျိုးရှိသလားနော်အတုခုံမဲ့သူတို့ပတ်ဝန်းကျင်ကြီးလာတဲ့အတိုင်းဝိုင်းနော်သူဘာလုပ်လို့အကုန်အစင်ပြေအနာကငါမိဘလက်ရှိမှာပဲဆိုတဲ့သဘောမျိုးခံယူထားတဲ့လူမျိုးများဖြစ်မလား เนาะအဲ့လိုမျိုးဘာဖြစ်ရိုင်းပြတာရိုင်းပြတာပဲမိဘရဲ့စုစုံမှုအောက်မှာမရှိလို့မရှိလို့မရခဲ့လို့အဲ့လိုရိုင်းပြတာခလေးတွေဆိုတာဖယောင်းရုပ်လိုပဲเนาะပုံသွင်းရင်တွင်းသလိုပုံပေါ်တယ်အချက်မရှိအကြောင်းမရှိเนาะဥပဒေဆိုတာဘာမှမသိငါဒါလေးမဲ့သိပိုင်းငါဘာဖြစ်မယ်ဆိုတာလေစဉ်းစားကြမရှိတဲ့ခလေးမျိုးဖြစ်နေမယ်เนาะအဲ့ဒီတော့ကြောင့်ဒီကိစ္စက 三亚三亚马肉，啊，别没标价吧？那谁三谁三马的是马的上，它都没有傲娇啊！这讲都是干着肉腌肉去的，干着肉面肉去的。然后海里的呀，对呀，我肉本来有先。明晚那个嘛？讲到五一，明下一边，阿楼啊住合肥，二楼的一边家里骗你没说有先，五呀不要倒费了。哎呀，大妈，恁爸来看来没有，老来到嘛五一说把俺们本上骗到那了，没敢弄。 ဥပဒေဆိုတာတပင်းကြီးပဲဖြစ်ရမယ်။စံပြအနေနဲ့လောက်ကင်ပြီးလို့ရရမှာဖြစ်ပါတယ်။ဆရာဆရာမတွေကလုတ်လို့မရဘူးဆိုရင်ပညာရေးဌာနတွေရှိပါတယ်။ပညာရေးဝန်ကြီးဌာနတွေရှိပါတယ်။နေပြည်တော်ကအများကြီးပဲ။လူကြီးတွေအားလုံးရှိပါတယ်။အားလုံးအဆင်ပြေကြပါတယ်။ဥပဒေကိုအားလုံးလိုက်တာနိုင်ရပါစေလို့။အထက်က6ညောင်းမြမာလေး။အများနဲ့တယောက်ကျောင်းသူတွေအနန်းကျင်းနာကို မြင်တော့ဦးသူတို့ငငယ်တုန်းကတင်ခဲ့တဲ့ကြပြားလေးကိုတွတ်အမှတ်ရတယ်။ ပန်ကလေးများပွင့်တော်မီဖူးတံဝင်လို့ချီနေချီမာရွှေဤလာငါတို့သာတင်ကြောင်းခန့်ငယ်ငယ်ကအဲ့ဒီကြပြကိုဒီတိုင်းမှာချက်ခဲ့တာနားမလည်ခဲ့ပန်ကလေးဆိုတာဥသိန်းတို့ကျောင်းသူကျောင်းသားတွေတင်လာတာဖြစ်ပါတယ်ပွင့်တော်မီတဲ့အနာကဟောတာပေါ့မကြခင်ဒီကျောင်းသူကျောင်းသားလေးတွေကအနာကရဲ့သူရဲ့ကောင်အနာကရဲ့အာတန်ကြီးဖြစ်မယ်လို့ပြောတာဖြစ်တယ် နေချီမှာရွှေကြီးလောင်းတယ်နေချီဆိုတဲ့တကလုံးကဦးဇင်းတို့ခစ်ပေါ့ခစ်ကောင်းတာကိုပြောတာဖြစ်တယ်ရွှေကြီးလောင်းဆိုတာကကြတော့ပန်ပိုးပေးတာဖြစ်တယ်ဒီကျောင်းသူကျောင်းသားတွေကိုရင်ကြီးလာအောင်သာတက်လာအောင်လိမ္မာရင်ကြီးလာအောင်သုံးမတုန်နေမိလာကိုရွှေကြီးလောင်းလို့ပြောတာဖြစ်ပါတယ်ဟဲ့လားအဲဦးဇင်းတို့မြန်မာနိုင်ငံမှာတာဝန်ကျောင်းတွေကတော့ ဒီလိုတင်းတကြတာမရှိပါเนาะအဲ့ဒီကလေးတွေဘာကြောင့်အနှံ့ကျင့်တယ်လဲဆိုလို့ရှင်မိဘနဲ့ဆရာသမားပဲမိဘနဲ့ဆရာသမားတုံ့တင်မှုညံဖျင်းလို့ပေါ့ပြီးတော့သိပညာမှာကလေးတွေကိုသုံးမတာထက်ကိုကိုတိုင်ကဆန်နမူနာကောင်းဖြစ်အောင်အရင်လုပ်ပြရမယ်တဲ့သူတို့ဘာကြောင့်အနှံ့ကျင့်တယ်လဲဆိုလို့သူတို့မိဘတွေကလည်းကလေးတွေကိုအဲ့တလို့အနှံ့ကျင့်ပြီးသုံးမလို့ပါ နားလည်အောင်မချင်းပြပြန်လဲလက်နဲ့ဈိုင်းနဲ့ဆုံးမတာဖြစ်တယ်။ဒါကြောင့်ကလေးလေးကလည်းဒီလိုအားကြီးလို့ရှိရင်အားနည်းသူကိုဒီလိုဈိုင်းနဲ့ဆုံးမရမှာအတူယူသွားအောင်။မှားလို့ရှိရင်မှားချောင်းကိုသကလုံးလေးရင်ကြီးတင်းနဲ့ပြောပို့ထက်လက်ပါချိပါလေဖြစ်ကုန်မယ်။ဒါလား။တခါတော့ကဗုဒ္ဓမြတ်စွာကလမ်းမှာကလေးလေးကမွေးတကောင်ကိုရိုက်တတ်တဲ့အခါမှာတင်းတင်းတို့တွေမရိုက်ကြနဲ့။ ကို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 ရန်ကင်းရှင်လို့ရှိရင်ဒီမှာကိုမြိုင်းနကဘူးဒါမှကိုကလည်းဘေးတံခါးတက်မဲ့သူတုံးမှာလေအဲ့ဒီကလေးတွေကတောတပံတည်သွားပါတယ်မိဘဆရာမပူပေါင်းတာသမီကောင်းဆိုတာလကားထားတာမဟုတ်မိဘနဲ့ဆရာမပူပေါင်းဖို့လိုပါတယ်မိဘနဲ့ဆရာမမပူပေါင်းတဲ့ခါကျတော့ဒီလိုဖြစ်မှုတွေဖြစ်တာဖြစ်ပါတယ်အရှိအလေပိုင်းဒေသကအီဗန်နဲ့အစ်စွေတစ်ဖြစ်တာဘာကြောင့်ဖြစ်ပါသလဲ အီဗန်ကအစ္စလမ်အစ္စီဘေးကဂျူးပေါ့အခုသူတို့အကြောင်းပြလို့ရှိရင်ဒီနိုင်ငံရေးသီးပွားရေးအကြောင်းပြမှာပဲတကယ်သူတို့တစ်ပြည့်ရချင်းအကြောင်းရင်းကသူတို့ရဲ့ရှင်ထဲမှာကိန်းအောင်းနေတဲ့ရန်ညိုးတွေအကြောင်းပဲဒီအရှေ့လယ်ပိုင်းဒေသဆိုတာခရစ်ယာန်ဘာသာဂျူးဘာသာအစ္စလမ်ဘာသာဘာသာကြီးသုံးဘာသာကိုပေါက်ဖွားနေတဲ့မြို့ပေါ့ဟိုလီလန်ကိုဂျေရုသလင်ပေါ့အဲ့ဒီဂျေရုသလင်ကိုဂျူးကလည်းသူတို့ပိုင်တယ်အစ္စလမ်ကလည်းသူတို့ပိုင်တယ် ရိယံကလည်းသူတို့ပိုင်တယ်နော်တတမိုင်းမှာကလေးကဒီနေမျိုးကိုတူပြီးတပွဲတွေဖြစ်နေတာသူတို့ရဲ့မတိတ်တဲမှာဒီရံကျိုးတွေကရှိပါတယ်အဲ့ဒီရံကျိုးတွေကမပြေပြောက်လို့သူတို့အခုဒီတစ်ဖြစ်နေတာဖြစ်ပါတယ်တစ်ဖြစ်ခြင်းရဲ့ပင်မကြောင့်ကသူတို့ရဲ့အဲ့ဒီရံကျိုးပဲနောက်တဲ့အကြောင်းပြလာကကြာကြီးပါရေးဖြစ်မယ်နိုင်ငံရေးဖြစ်မယ်ပေါ့အဓိကအကြောင်းရင်းကသူတို့တမိုင်းမှာကလေးကဖြစ်ပွားလာတဲ့ရံကျိုးတွေကြောင့်ဖြစ်တယ် ဘုရားကဟောတယ်ရံကိုရံဖြင့်တုံတုတ်ပြတ်မှဆိုလို့ရှိရင်ဘယ်တော့မှရံမငိမ့်ပြောက်ဘူးတဲ့ရံကိုရံဖြင့်မတုတ်ပြတ်မှတာရံငိမ့်ပြောက်မယ်တဲ့လေရင်ပြကြပြီးလူတွေတေကြတာဘာကြောင့်လဲဘုရားဘုရားသဘေမှာလူတွေတေတာ၄မျိုးရှိတယ်ကမ္မခယအာယုခယဥပယခယဥပေတေတာဆိုပြီးတော့၄ခံရှိတယ်ပေါ့ကမ္မခယဆိုတာလူတွေတည်တင်းလို့တည်တာကံကောင်းလို့တည်တာပေါ့အဲ့ဒါကိုကမ္မခယခေါ်တယ် အာယုခယဆိုတော့သူနေရမဲ့တက်တန်းကုန်ကြီးတေတာကိုအာယုခယပေါ့ဥပယခယဆိုတော့ကကြတော့ကံလည်းကုန်တယ်အတက်လည်းကုန်တယ်အဲ့ဒါကိုဥပယခယခေါ်ပါတယ်ကံလည်းမကုန်ဘူးအတက်လည်းမကုန်ဘူးမင်းအခုလိုလင်းပြတ်ပြီးတေတာကိုကြတော့ဥပိတေတာကကံလို့ခေါ်ပါတယ်နော်